ဘာဝဘေးဆိုတော့ဖြစ်သွားတယ်ကျွန်တော်ရှောင်လဲလို့မရဘူးအာအမြန်ဆုံးပြန်ပြီးတော့ဖြစ်ဖို့အတွက်ကိုကြိုးစားရမှာပေါ့နော်အဲကျွန်တော်စဉ်းစားပါတယ်ဒီမန်လေးကဟိုငလျင်အကြောင်းပျက်စီးဆုံးဆုံးသွားတဲ့သူတွေပေါ့နော်ဒီကလုပ်ငန်းရှင်တွေအတွက်ကျွန်တော်ဒီဘက်ကရိုက်ကူးရက်နဲ့အလုပ်တွေနဲ့အားခဲ့ရင်ကျွန်တော်အနုပညာချင်းမယူဘဲနဲ့လာပြီးတော့ကြံညာပေးပါမယ်ဟုတ်အဲ့တော့စိတ်မကောင်းဘူးပေါ့ကိုဘာလေးများထပ်လုပ်ပေးနိုင်မလဲဆိုတော့အဲ့လိုမျိုးစဉ်းစားနေတာပေါ့နော်စဉ်းစားကြခေါင်းထဲကဘာပေါ်လာလဲဆိုတော့အော်ဒီမှာထိခိုက်သွားတဲ့လုပ်ငန်းရှင်တွေရှိမယ်ပေါ့ တို့တွေဆိုလို့ရှိရင်လည်းကျွန်တော်အနုပညာကြီးမယူဘဲနဲ့ကျွန်တော်တို့ကြော်ညာလေးတွေကျွန်တော်ဒက်ကူရဲနဲ့အားလို့ချင်းတော်တော်ပြီးတော့ကျွန်တော်ကြော်ညာပေးမယ်အဲ့လိုမျိုးလေးပေါ့ဆုထားပြီးတော့ပေါ့နော်ကျွန်တော်စဉ်းစားရတာပေါ့အဲ့လိုမျိုးလေးလုံးကောင်းမလားမသိဘူးလို့ကိုအခုချိန်မှာကျတော့အာအနုပညာဟိုအဓိကလုံးနေလူဖြစ်တဲ့တော့အနုပညာနဲ့ပဲကျွန်တော်ဟိုပြန်ကူညီပေးနိုင်မယ်ပြီးရင်ကျွန်တော်တငယ်ချင်းဆရာဝန်တွေရှိမယ်ကျွန်တော်တို့အကုန်ပူးပေါင်းပြီးတော့အဲ့လိုစိတ်ကူပေးတာမျိုးလေးတွေကြည့်ပေးတာမျိုးလေးတွေလုပ်ပေးနိုင်ပါတယ်ခါ ကဲမနက်ကမှဦးစီကဖုံးလန်းဆက်ပြီးတော့ဒီမှာအာပြဆက်ရှိရပေါ့နော်ငလင်ပြဆက်ကပြောထားတော့ပြောထားတာရှိရဒါပေမဲ့အခုဦးစီလမ်းပြောရတယ်အခုရောက်လာတာရောက်လာပါအခုမှဆက်တွေပါဖတ်ကျွန်တော်အရသမားလောက်ရမှာဟုတ်ကဲ့ကျွန်တော်ရှေ့မှာတော့ကျွန်တော်မန်လေးနဲ့စကိုင်းကိုတော့တွားခဲ့ပေါ့နော်တွားပြီးတော့ကျွန်တော်ရထားတဲ့လူငွေ300ကိုအဲ့ဒါကိုကျွန်တော်အငွေသားအတိကတော့ ဟိုပျက်စီးဆုံးချုံသွားတဲ့သူတွေတက်တည်ဆုံးတဲ့သူတွေတသိန်းနှစ်သိန်းသုံးသိန်းအဲ့လိုစသဖြင့်ပေါ့နော်။ငါတော့အဲ့လိုမျိုးပေးတယ်ပြီးရင်ကျမကြီးဆောင်ဆောင်မှုတွေအနေနဲ့ကျွန်တော်တကယ်ချင်းဆရာဝန်နဲ့ပေါင်းပြီးတော့အဲ့ဒီလှူတဲ့အချိန်ခဏလေးကိုကျွန်တော်အဲ့လိုမျိုးလေးလုပ်ပေးခဲ့ပါတယ်ဟုတ်။ထက်လေလှုပ်တော့လှုပ်ချင်တယ်ဒါပေမဲ့ကိုယ့်ရဲ့အာငွေအားကလည်းအများကြီးမဟုတ်တဲ့အခါကျတော့ရက်အရှိမရနိုင်ဘူးပေါ့နော်။အဲထက်ပြီးတော့ကိုယ်တက်နိုင်တဲ့လောက်လေးမတည်ပြီးတော့ပြန်တော့လှူမှာပါဟုတ်။ဟုတ်ကျွန်တော်တို့ကလေဒီပုံနေမြင်ရတယ်ဆိုရဲကွာဆက်ပြီးတော့လေဟိုဘယ်လိုပြောရမလဲ။ တော်တော်လုံးလိုမျောလင့်မထားဘူးလေဒီငလင်ဘေးဆိုကျွန်တော်တို့မြန်မာနိုင်ငံနဲ့တိတ်မဆိုင်တဲ့အရာတစ်ခုလိုပဲကိုကထင်ထားခဲ့တာအဲ့တော့ပုံနေမြင်ရတဲ့အခါမှာစိတ်မကောင်းဖြစ်ရတယ်တကယ်ကိုရောက်သွားတဲ့အခါမှာကျတော့ဟိုဘယ်လိုပြောမလဲမျောကလည်းအရန်ကြီးလူတွေလည်းအရန်တိတ်မရှိတော့ဘူးလေဟိုရှောင်တဲ့လူကလည်းရှောင်ကြရတယ်အကုန်လုံးကလည်းကုဆွေးတော်ကရောက်နေတဲ့အချိန်ဆိုတော့ဒီလူတွေမရှိဘဲနဲ့ဒီလိုပြိုပြက်တာတွေနဲ့မြင်ရတဲ့အခါမှာတကယ်စိတ်မချမ်းသာဘူးပေါ့နော်ကိုမျိုးလည်းကိုဖြစ်တော့ကြတော့ အဲဒါမဲ့တဘာဝဘေးဆိုတော့ဖြစ်သွားတယ်ကျွန်တော်ရှောင်လဲလို့မရဘူးအအမြန်ဆုံးပြန်ပြီးတော့ဖြစ်ဖို့အတွက်ကိုကြိုးစားရမှာပေါ့နော်အဲကျွန်တော်စဉ်းစားပါတယ်ဒီမန်လေးကဟိုငလျင်အကြောင်းပျက်စီးဆုံးရှုံးသွားတဲ့သူတွေပေါ့နော်ဒီကလုပ်ငန်းရှင်တွေအတွက်ကျွန်တော်ဒီဘက်ကရိုက်ကူးရက်နဲ့အလုပ်တွေနဲ့အားခဲ့ရင်ကျွန်တော်အနုပညာရှင်မျိုးပဲနဲ့လာပြီးတော့ကြံစည်ပေးပါမယ်ဟုတ်စိတ်မကောင်းဘူးပေါ့နော်မြင်မြင်တည်းမကျွန်တော်တို့ကမန်လေးသားဆိုတော့ပြမန်လေးသားတွေကအကုန်လုံးကအဆွဲလန်းကြီးကြတယ်လေမန်လေးဆိုတော့အဲ့လိုဒေသဆိုအရန်ကြီးတဲ့မျိုးတစ်ခုဖြစ်တယ် အဲ့တော့စိတ်မကောင်းဘောကိုဘာလေးများထပ်လုပ်ပေးနိုင်မလဲဆိုတော့အဲ့လိုမျိုးစဉ်းစားနေရပါတော့စဉ်းစားကြခေါင်းထဲကဘာပေါ်လာလဲဆိုတော့ဒီမှာထိခိုက်သွားတဲ့လုပ်ငန်းရှင်တွေရှိမယ်ပေါ့သူတို့တွေဆိုလို့ရှိရင်လည်းကျွန်တော်အနုပညာကြီးမကြည့်ဘဲနဲ့ကျွန်တော်သူတို့ကြော်ညာလေးတွေကျွန်တော်ဂက်ကူရဲ့နဲ့အားလို့ချင်းတော်တော်ပြီးတော့ကျွန်တော်ကြော်ညာပေးမယ်အဲ့လိုမျိုးလေးပေါ့ဆုထားပြီးတော့ပေါ့နော်ကျွန်တော်စဉ်းစားရတာပေါ့အဲ့လိုမျိုးလေးလုံးကောင်းမလားမသိဘူးလို့ကိုကအခုချိန်မှာကျတော့အာအနုပညာဟိုအဓိကလုပ်နေတဲ့လူဖြစ်တဲ့အတွက်အနုပညာနဲ့ပဲကျွန်တော်ဟိုပြန်ကူညီပေးနိုင်မယ် ပြီးရင်ကျွန်တော်တငယ်ချင်းဆရာဝန်တွေရှိမယ်ကျွန်တော်တို့အကုန်ပူးပေါင်းပြီးတော့အဲ့လိုစိတ်ကူပေးတာမျိုးလေးတွေကြည်ပေးတာမျိုးလေးလုပ်ပေးနိုင်ပါတယ်အဓိကကတော့ကျွန်တော်ငလင်နဲ့ထိရတာပေါ့နော်အဲ့လိုစုပြီးတော့အဲရိုက်ကူးရေးအဲ့လိုရက်ကလေးပြန်ချိန်မယ်အဲ့လိုလုပ်ဖို့တော့အတက်စကိုင်းပေါ့ဟုတ်တယ်စကိုင်းအင်းလေးပေါ့အဓိကငလင်ထိသွားတဲ့မျိုးတွေပေါ့အဲ့ဒီမှာမှခုနကပြောသလိုလေးတွေမှာအဲရက်ကလေးပြန်ညှိပြီးအဲ့လိုမျိုးလုပ်ဖို့တော့ကျွန်တော်စဉ်းစားထားပါတယ်ဟုတ်ကဲ့အဓိကကတော့မန်လေးမြို့ကလေငွေတွေကနေခဲ့တာဆိုအကုန်လုံးကဟိုဒါကိုအရန် ရင်းနှီးကျွမ်းဝင်ခဲ့ရတဲ့နေရာတိုင်းတို့ပဲဖြစ်နေတာပေါ့နော်အကုန်လုံးအပြည့်ကျွန်တော်တို့ငငယ်ကနေခဲ့တဲ့လမ်းထဲမှာဆိုလို့ရှိရင်အိမ်တွေပြိုတာတွေရှိတယ်တိုက်တွေပြိုတယ်ပေါ့နော်လူတွေဆုံးသွားတာတွေရှိတယ်အဲအဲ့လူတွေလိုက်ကြည့်တာပေါ့ကိုယ်အတိမိတ်ဆွေတွေရှိတယ်ပြီးရင်စကိုင်းဆိုလို့ရှိရင်လည်းကျွန်တော်တို့ငငယ်တော့မိသားစုလိုပဲအဲကျွန်တော်မိသားစုလိုက်အမြဲတမ်းနှစ်တိုင်းကထိန်ခင်းနေကြကြောင်းဆိုလို့ရှိရင်လည်းကူပြိုသွားတယ်ကူပြိုသွားပြီးအဲ့မှာရှိတဲ့အဆောင်တွေပြိုတာတဆောင်ပဲကျန်တယ်အဲ့အပေါ်ကဖျားတွေလည်းအဲ့လိုဘေးချမ်းလိုက်ပြိုတယ်အဲ့ စပူဆောင်ဆိုလို့ရှိရင်လည်းအလုံးလိုက်ပြူကြတော့အဲ့လိုမျိုးတွေပေါ့နော်အဲမြင်ရတဲ့စိတ်မချမ်းသာကြရတယ်ပေါ့အဲပရိသတ်ကြီးကိုကျွန်တော်ပြောချင်တာကတော့ကျွန်တော်အတတ်နိုင်သမျှပေါ့နော်အဲအမှုပညာတွေကိုကျွန်တော်အကောင်းဆုံးကြိုးစားနေတယ်အခုအဲဒီရှေ့လာထဲမှာဆိုလို့ရှိရင်လည်းကျွန်တော် series လက်ခံထားတယ်ကျွန်တော်ကိုမြင်နေကြပုံစံမဟုတ်တဲ့မင်းတော်ဝင်တဲ့အရန်ကိုကြွားချားတဲ့စရုပ်မျိုးဖြစ်တဲ့တော့ကျွန်တော်ပြင်ဆင်နေတယ်အဲ့ဒါပြင်လဲကျွန်တော်ရုပ်ရှင်လဲတခါအဲကန်လန်ထားတဲ့လက်ခံပြီးပြီးအဲ့လေတောက်ဆောက်ရိုက်ပါမယ်လို့ပြောချင်ပါတယ်